နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ကာတာ UAE အပါအဝင်ပါရှန်းပင်လယ်ကွေ့နိုင်ငံတွေရဲ့လေပိုင်နက်တွေကိုမနေ့ကပြန်ဖွင့်ပြီးလေကြောင်းခရီးစဉ်တွေပြန်လည်စတင်ခဲ့တယ်လို့ဒေတာရင်းသတင်းတွေမှာဖော်ပြကြပါတယ်အီရန်ကကာတာမှာရှိတဲ့အမေရိကန်စစ်စခန်းတစ်ခုကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီးတဲ့နောက်ကာတာ၊ဒူဘိုင်းနဲ့ဘာရိန်းလေပိုင်နယ်တွေကိုဇွန်လ23ရက်နေ့မှာပိတ်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့်ဒိုဟာနဲ့ Emirates ကိုဝင်ရောက်လာတဲ့ဂျက်လီရင်အများအပြားဟာဘေကင်းစိတ်ရှာရတဲ့နေရာတွေကိုအမြန်ရှာဖွေကြရပါတယ်။ဒါအပြင်လီရင်တော်များများကတော့နောက်ကျောင်းပြန်လှမောင်းနှင်သွားကြရကတချို့ကလည်းတခြားလေစိတ်တွေစီသွားရောက်စိတ်ကက်ခဲ့ရပါတယ်။စီးပွားရေးလေကြောင်းလိုင်းအလုံးဟာသူတို့ရဲ့ပုံမှန်လေကြောင်းခီးစဉ်အစီအစဉ်ထဲမှာအရေးပေါ်အခြေအနေတွေအတွက်အနည်းဆုံးတခြားလေစိတ်နှစ်ခုမှာစဉ်သက်နိုင်ရေးစီစဉ်မှုတွေပြုလုပ်ခဲ့ရတယ်လို့လည်းဆိုထားပါတယ်။ ဒိုဟာလီဆက်ရက်အဓိကလေကြောင်းလိုင်းဖြစ်တဲ့ Qatar Airline ကလည်းဇွန်လ24ရက်နေ့မှာပုံမှန်လေကြောင်းခရီးစဉ်တွေပြန်လည်စတင်ပြီလို့အတည်ပြုခဲ့ပြီးဟာမတ်ပြည်ပြည်ဆိုင်ရာလေဆိပ်မှာမြေပြင်ဝန်ထမ်းတွေထပ်တိုးခဲ့ပါတယ်ပင်လေခွေဒေသပဋိပက္ခကြောင့်လေပိုင်နဲ့ပိတ်ဆို့မှုတွေဟာလာပေါင်း20အတွင်းမှာပထမဆုံးအနေနဲ့စွမ်းအင်ကျွေးဝတဲ့နိုင်ငံတွေအထိထိခိုက်လာတာလည်းဖြစ်ပါရဲ့ရှင်